အားလုံးမမင်လာပါဒီဗီဒီယိုမှာတော့ကျွန်တော် Linux system မှာ file နဲ့ directory ကိုဘယ်လိုမျိုးခွဲမလဲဆိုတာပြပြသွားပြမယ်ဒီခွဲရဲဆိုတာကကျွန်တော်ကအမြင်နဲ့ဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးတာမန်နဲ့မှာဆိုဘယ်လိုခွဲကြမလဲပေါ့ဒါသာတို့အခုလက်ရှိမှာမြင်နေရတဲ့ဒီမှာ ls နဲ့ကျွန်တော်ကြည့်ထားတယ် ls နဲ့ကြည့်ထားတဲ့ဒီမှာ dir1 ရယ် folder ရယ် test.dhd ရယ်ဒီ name သုံးခုမှာဘယ်ဟာ file လဲဘယ်ဟာ directory လဲဆိုတာကျွန်တော်ဘယ်လိုခွဲကြမလဲ ျတို့ကာလာလေးနဲ့ like ခွဲလို့မရဘူးပေါ့နော်အဲ့တော့ fine net diagram နဲ့ခွဲချဖို့အတွက်ကိုကျွန်တော်ကကြည့်ရမယ် command ရှိတယ်ဗျ ls-l ပေါ့အဲ့တော့ ls-l နဲ့ကြည့်မယ်ဆိုလို့ရှင်နဲ့ဟိုအရှိဆုံးမှာတွေ့လားအ dash ဟိုအရှိဆုံးမှာ dash ကိုမြင်မယ်ဆိုလို့ရှင်ဒီ dir1 တို့ fora တို့ကပါရည်လေဒါရ fine နေဟိုအရှိဆုံးမှာ dash ကိုမြင်တာနဲ့ဒါ fine တေးကြပြီအဲ့တော့သူ့ဘာလို့နာမည်ဘာပဲပေးထားပေးထားကျွန်တော်တို့က ls-a နဲ့ကြည့်လိုက်တဲ့အခါမှာအရှိဆုံးမှာ dash ကိုမြင်လာတယ်ဒါ find ဆိုတာသိကြပြီနောက်တစ်ခုကဒီမှာဆိုရင် test.dhd ဒါကလှည့်စားထားတာဗျဒီ name ကဒါ test.dhd ဖြစ်နေတာပို့အရှိဆုံးမှာ d လို့မြင်နေရပြီဆိုလို့ရှိရင်ဒါဆိုပါလဲဆိုရင်အဖြစ်က directory ဖြစ်ပါတယ်အဲ့တော့အခုကြည့်လိုက်တဲ့ကျွန်တော် dir1 ရဲ့ folder ရဲ့ test.dhd ရဲ့ဆိုရင် name တွေကဘယ်က file ဘယ်က directory လို့ဆိုတာခွဲခြားသိမြင်သွားပြီလို့ထင်ပါတယ် ။ Okay ဒါဆိုရင် final directory ခွဲတက်သွားပါပြီ။ဒါဆိုနောက်ထပ် video တွေမှာကျွန်တော်ပြန်တွေ့ကြပါမယ်ခင်ဗျာ။အဲ့တော့ကျွန်တော် Linux special class မှာ April တန်းကွဲတွေစပြီးတော့ဖွင့်တော့မှာဖြစ်ပါတယ်။အဲ့တော့အခုတည်းကစပြီးတော့ enroll လုပ်နိုင်ဖို့အတွက်ကိုကျွန်တော်ရဲ့ Facebook Messenger WhatsApp Telegram နဲ့ပြီးတော့ဆက်သွယ်လို့ရပါတယ်။ကျွန်တော်ရဲ့ website ကလည်းတန်းတန်းနဲ့ပတ်သက်တဲ့အကြောင်းအရာအလုံးကိုကြည့်နိုင်တာဖြစ်တဲ့အတွက်ကျွန်တော် BIOS မှာလည်းကြည့်နိုင်ပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။